ဘာပဲလာပတာလားဘာပတာကဒီခြေကွင်းတွေကြောင့်ကျမတို့အသက်ရှူချမ်းသာတာပေါ့ခြေကွင်းတက်ထားတဲ့အတွက်စာဝတ်နေရေးအတွက်ပြည့်လဲစေပါတယ်တက်ရတာလေးတယ်ဆိုပေမဲ့ကိုရိုးရဖြစ်တဲ့အတွက်လည်းပြောပါတယ်ကရန်လူမျိုးတွေကိုဒီဘက်ကိုခေါ်မလာခင်ကတည်းကသူတို့ရွာထဲမှာခြေကွင်းတက်ထားခဲ့တာဆိုတော့နေသားကျသွားပါပြီရိုးရကိုထိမ့်သိမ်းနိုင်တာတော့စိတ်ထဲကျေနပ်ပါတယ်သူမကတော့အသက်50အရွယ်ကရန်မျိုးသမီးမူရန်ဖြစ်ပါတယ်ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခိုင်တွေကထိုင်းလုပ်ငန်းရှင်တို့ပိုင်နဲ့လောင်းနက်ကရင်ကြီးဝါမှာမိသားစုနဲ့နေထိုင်တာ၁၀စုနှစ်တခုရှိခဲ့ပါပြီ။အလဲပတ်လာရောက်တဲ့ဧည့်သည်တွေကြည့်ရှုနိုင်မှုကရင်ရိုးရဝတ်စုံနဲ့ခနာကူမှာကြေးကွင်းကိုဝတ်ဆင်ပြီးလှလှပပပြင်ဆင်နေထိုင်ရတာဟာသူမအပါဝင်ဒီကြီးဝါတွေကကရင်မျိုးသမီးတွေရဲ့အလုပ်ပါ။သူတို့ဟာဒီကြီးဝါတွေမှာပဲနေထိုင်ပြီးမိုးလင်းကနေမိုးချုပ်အထိ ဧည့်သည်တွေအလာကိုစောင့်မြော်နေကြရတာလည်းဖြစ်ပါတယ်။အဲ့ဒီအတွက် သူမရဲ့လောဝါကအနေနဲ့တလောက်ကိုဗန်းနှထောင်ရရှိပြီးနေစရာလျှက်စစ်မီနဲ့စံတအိတ်ရရှိတယ်လို့ဆိုပါတယ်။သူမရရှိရဲ့လစာဟာနေပါလွန်နာကြောင့်မိသားစုစားဝတ်နေရေးအတွက်သူမတက်ကြွနဲ့ရိုးရချီတဲ့မျိုးစုံရက်လုပ်ပြီးအလေပတ်လာရောက်တဲ့ဧည့်သည်တွေကိုရောင်းချကအပေါ်ဝင်ဝင်ရှာဖွေရတယ်လို့ရံပယံခါမှာခီးတော်တွေပေးတယ်မဟုတ်ဘူးနဲ့ နေ့စဉ်စားဝတ်နေရေးကိုဖြည့်ရှင်းနေရတယ်လို့လည်းသူမကပြောပါတယ်ပတ်သက်မဲ့ငုတ်တဲ့မိသူတို့တွေကကျမတို့ရှိတဲ့ဒီနေရာအထိလာကြရတဲ့အခါဝင်ကြီးပေးရတယ်ပေါ့ဝင်ကြီးပေးရပြီဆိုတော့ကျမတို့ရဲ့တာဝန်အနေနဲ့ဓာတ်ပုံရိုက်တာကိုတာဝန်ကြည်ကြည်လုပ်ပေးကြပါတယ်တချို့တွေကလည်းဓာတ်ပုံရိုက်တာဗီဒီယိုရိုက်တာမှတ်တမ်းယူတာလို့ဆိုလို့ရှိရင်ကျမတို့ကိုမုံမိုးတွေပေးကြပါတယ်မုံမိုးလေးတွေရရင်တော့ပြော့ပါတယ်သူမရဲ့မွေးရမြေကြီးနီးပြီးမှစိုက်ပျိုးလောက်ကင်စားတော့ရေခက်ခဲလွန်းလွန်း နယ်ဇက်ကနေတဆင့်ထိုင်းနိုင်ငံဘက်ကိုရွှေ့ပြောင်းလာရင် အခုလိုထိုင်းလုပ်ငန်းရှင်တွေဖွင့်ထားတဲ့လောင်းနက်ကရန်တွေကိုရောက်လာခဲ့တာလို့ဆိုပါရယ်ကိုဗစ်ကာလ2019ခုနှစ်မှာကမ္ဘာတလွားကခီးသွွားလုပ်ငန်းတွေရန်နာထားတာကြောင့်ဒီနေရာတွေကိုခီးသွွားတွေလည်းပတ်လာရောက်တာမရှိတော့ပါဘူးဒါကြောင့်ကီနီပြည်မှာစိုက်ပျိုးရေးပြန်လည်လုပ်ကင်စားတောက်ဖို့ပြန်သွားခဲ့ပေမဲ့2021ဆီယနာတိမ်မှုကြောင့်ဒုတိယအကြိမ်လောင်းနက်ကရန်ရွာလေးတွေကိုပြန်ရောက်လာခဲ့ရတာပါ အရင်2014တုန်းကလည်းဒီကိုလာခဲ့တယ်။ကိုဗစ်ဖြစ်တော့မြန်မာနိုင်ငံကင်းဒီဘက်ကိုပြန်ပြီးတော့သွားတယ်။အဲ့ဒီမှာပြန်ပြီးတော့လောက်ကင်စားပါသေးတယ်အဆင်မပြေဘူး။အရန်ဆင်းရဲတယ်ပင်ပန်းတယ်လေ။နှစ်နှစ်လောက်တော့ပြန်နေသေးတယ်။အာနာသိမ့်ပြီးတော့နိုင်ငံရေးလဲရှုပ်ထွေးသွားတော့အဆင်မပြေတော့ဘူး။လနဲ့တန်လေးလဲကြားရတယ်စိတ်ကလည်းမလုံးကြုံဘူးအဲ့ဒါကြောင့်ဒုတိယအကြိမ်ပြန်ပြောင်းလာတာကပားလက်ခီးတဲ့တွေကိုအခကျင်းဝင်နေပြတ်တာတဲ့ရိုးရဒလိရွာတွေဟာ ထိုင်းနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကတည်းကရှိခဲ့တာဖြစ်ပြီးဒီလိုတိုင်းသားလူမျိုးတွေကိုနိုင်ငံသားတွေကြီးရှုလေ့လာဖို့အတွက်ထိုင်းဆိုဝါကဈေးကွက်တစ်ခုအနေနဲ့စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီးဒီသူတွေကိုနေဆက်ကဆေးပေးရှောင်ဒုက္ခတဲ့စခန်းတွေကနေခေါ်လာခဲ့တာပါနောက်ပိုင်းမှာတော့အစိုးရကဒီလုပ်ငန်းတွေကိုကိုယ်တိုင်မလုပ်ကင်တော့ပဲစီးပွားရေးလုပ်ငန်းရှင်တွေကိုလွှဲပြောင်းပေးလိုက်ပြီးမီယိုဖလာလက်ဆင့်ကန်လှုပ်ဆောင်လာခဲ့ကြတာပါဒီလုပ်ငန်းရှင်တွေက နိုင်ငံသားသားခီးသွားရေလာရောက်လဲပတ်လေးလာစရာနေရာအဖြစ်ဖန်တီးပေးထားပြီးဒီရွာတွေကိုဝင်ရောက်လေ့လာဖို့တဦးကိုထိုင်းပတ်ငွေ300ကနေ900ထိပေးကြရပါတယ်အမှန်တိုင်းပြောရဲအမှန်တိုင်းဝန်ခံရရင်တော့ဘယ်လိုပြောမလဲပြစားတယ်လို့မျိုးဖြစ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းကျမတို့မှာရွေးချယ်စရာမရှိဘူးကျမတို့ရဲ့စာဝတ်နေရေးအတွက်ကျမတို့ကရွေးချယ်စရာခက်သွားတယ်ပေါ့နော်ပြောရမယ်ဆိုရင်အခါကျတော့ အာသူတို့ကဒီလိုမျိုးလောက်ပေးတယ်ဆိုရင်လဲတခါတလေဆိုရင်တော့အာတင်ထားရင်နဲ့ဩသူများလဲဒီလိုသူများလဲရှိတယ်ကိုလဲလောက်နိုင်ရမယ်ဆိုတဲ့စိတ်တော့ရှိတယ်ပေါ့နော်အဲ့လိုမျိုးပါပဲတော့ချက်ချက် စ်ပရိပခရဲ့နောက်ဆက်တွဲစိုးကြိုးတွေဖြစ်တဲ့စီးပွားရေးကြက်တဲတာအလောက်ကန်ရှားပါတာကုံစင်းနှုံကြီးမြင့်လာတာတွေကြောင့်ထိုင်းနိုင်ငံမှာတိုင်းရင်းသားတွေဟာအရှက်တရားကိုဘေးဖယ်ပြီးလာရောက်အလောက်လောက်ကန်နေကြတာပါပြီးခဲ့တဲ့88အရေးကင်းနောက်ပိုင်းကစတင်လာခဲ့တဲ့ဒီတိုင်းရင်းသားပြလိုက်တွေဟာအခုဆိုရင် မျိုးဆက်၄ဆက်အထိရှိလာပြီလို့လည်းသိရပါဗျ။ဒီရွာတဲကကရမ်းလူမျိုးတွေအားလုံးရဲ့တူညီတဲ့အိမ်မက်ကတော့မြန်မာနိုင်ငံငြိမ်းချမ်းသွားတဲ့တနေ့ သူတို့တွေဇာတိမွေးရမည်ကိုပြန်သွားနိုင်ဖို့ပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဆိုရလက်ထက်မှာသူတို့ရဲ့အိမ်ပြန်နိုင်ရေးမျှော်လင့်ချက်ရောင်းချယ်ရေးတန်းခဲ့ပေမဲ့2021ခုနှစ်စစ်တပ်ကအာဏာသိမ်းလိုက်ချိန်မှာတော့သူတို့ရဲ့စိတ်ကူးမျှော်လင့်ချက်တွေတစားစီပျက်စီးခဲ့ရပါတယ်ဒါပေမဲ့သူတို့တွေကတော့မွေးရမည်ကသူတို့ရဲ့အိမ်တွင်စီအမြန်ဆုံးပြန်နိုင်ရေးမျှော်လင့်ချက်တွေရှိနေကြသေးပါ